။ तू အတိတ်ကမှားခဲ့တဲ့ကံအကျွေးပြန်ဆရတော့မှာ။အဲ့ဒီအတွက်ရှောင်လို့မရဘူး။ခြေခြေနဲ့နဲ့လက်ခံတော့အဲ့ဒါလည်းမှတ်ထားတော့။ဘုန်းကြီးတို့တက္ကသိုလ်မှာတွေ့ရှိမှာအကောင်းကြီးလာတာလားအဆိုးတွေပါပါလား။အဆိုးတွေပါပါဗျာ။အဲ့ဒီအဆိုးတွေကဘယ်သူလုပ်ခဲ့တာ။ကိုလုပ်ခဲ့တာနော်။ကြည်ကျင်းနဲ့နဲ့လက်ခံလိုက်အဆိုးလာလဲကြည်ကျင်းနဲ့နဲ့လက်ခံလိုက်အကောင်းလာလဲကြည်ကျင်းနဲ့နဲ့လက်ခံလိုက်ဘာဖြစ်လို့လဲ ကိုလှုပ်ခဲတာကိုစီလာတာဟုတ်တယ်နော်ဘသူမှသွားပြင်းနင်အသုံးမချတော့ငါဒုက္ခရောက်တာသွားမပြောနဲ့ဘာမှမဆိုင်ဘူးလောကသဘောအရနင်အသုံးမချတော့ငါဒုက္ခရောက်တာပြောတာအမှန်နင်အသုံးမချတာမဟုတ်ကိုကံနဲ့ကိုလေငွေငွေချင်းမလို့ဟုတ်မှညဆောဘုရားရှင်လက်ထက်တော်ဇတိလတထေပြောရရင်လေအခုမွေးပြီးတာချက်ကျိုးဖြတ်ပြီးတာနဲ့ကလေးကိုရေတောင်ဆေးပန်ပေးလိုက်ဘူးအဲ့ဒီအတိုင်းလေးတခါတည်းတစ်တာတည်းထည့်ပြီးတော့မြေထဲသွားမျောလိုက် ကဲလောကအမြင်နဲ့ပြောစမ်းဒီအမေဟာကရုဏာများလားရက်ဆက်လားอืมดาดิမျက်လုံးอ่ะအကုန်လုံးမြင်တတ်တဲ့မျက်လုံးเนาะအဲ့ခလေးကရေမျောသွားရောဟိုးမှမြင်းစိတ်မှာရေချိုးနေတဲ့မိမနှစ်ယောက်ရှိတယ်အဲ့တစ်တာလေးမြင်လိုက်တော့ဟဲဟိုမှာတစ်တာတစ်လုံးအငါဟာတဲ့ဘာဘာမှန်းမသိဘူးနော်လူတပါဝါလောဘလောဘငါအထက်မှာမပွေးတာပါနိုင်ဒုက္ခရောက်မှာနော် အဲနောက်တယောက်ကလည်းမခံချင်းစိတ်နဲ့အဲမြင်နေရတဲ့တစ်တာကနင့်ဟာတဲ့အထက်မှာမမြင်ရတဲ့ဟာငတ်ဟာတဲ့လောက်ပြောင်းအောင်အဲ့ဒါသူတို့အနာလည်းရောက်ခလေးလေးဖြစ်နေတော့အဲ့ဒါအရှင်အနုရုဒ္ဓစီယူသွားပြီအရှင်အနုရုဒ္ဓပြတော့အရှင်အနုရုဒ္ဓဒီခလေးကိုကြည့်လိုက်တော့ဒီခလေးကဒီဘုံကယဟန္တာဖြစ်မှာဒါပေမဲ့လောကစည်းစိမ်နဲ့ခံစားဖို့ရှိသေးတယ်အဲ့တော့ဒီကလေးကိုငါတကာတထေးစီပေးလိုက်မယ်ဆိုတကာတထေးစီပေးနိုင်အောင် ပေးလိုက်တော့အဲ့တကသထေးကအဲ့ခလေးလေးကိုအိမ်မှာမွေးတာဒီနေ့အဲ့ခလေးရောက်ဆက်နှစ်နှစ်ရောင်းမကုန်နဲ့ကုန်နေအကုန်လုံးတရက်ထဲနဲ့ကုန်တာအောင်မလီလက်ကောင်လေးဟာဒီခလေးဟုတ်တယ်နော်လက်ကောင်လေးမွေးထားနော်ကြည်လိုက်ငါသမီးနဲ့ပေးစားမှာတကယ်ပေးစားတာအိမ်အောင်ပြုတ်တဲ့နေ့မင်္ဂလာဆောင်တဲ့နေ့မှာပဲအိမ်ခွဲပေးတယ်အိမ်ကကြိုးဆောက်ထားတာအဲ့တော့ သူတို့တွေ့ဆောက်ထားတဲ့အိမ်ကိုဒီနေ့မင်္ဂလာဆောင်ပြီးမိဘတွေကြောက်ပြီးတော့နေမဲ့အိမ်ကိုတွန်းအိမ်လေကားကုန်နင်းလိုက်တာနဲ့အိမ်နောက်ဖေးမှာရွှေတောင်ပေါက်လာရွှေတောင်ကလည်းအောင်ကုန်းသားတွေသရေကြအောင်ပြောလိုက်အောင်မနော်ရွှေတောင်ရလေသူလိုချင်ရင်လက်နဲ့သွားဖက်တပိတ်တာဆိုတပိတ်တာအချိန်30ဆို30ဤကနေပါလာတာနော်တခြားလူဆိုပစိန်နဲ့ပေါက်လည်းမရနည်းနည်းလေးတော့ပဲ့မထွက်တော့ခတ်เสียတို့သေးလား နောက်သူ့ဖဲလိုက်တာ30အချိန်30ဆိုအချိန်30ဖဲပြီးရင်အဲ့နေရာပြန်ပြည့်သွားတာနော်ချိုက်သွားတာမဟုတ်ဘူးအဲ့မူတတောင်တော့အောင်ကုန်မှရှင်တော်တော်ကောင်းမှာနော်တရွာလုံးလာဖဲဟာဆိုတော်တော်အဆင်ပြေမှာနော်အဲ့ဒါအဲ့လောက်ပိုင်တဲ့တထေးဖြစ်နောက်တော့ဖះကြွလာတော့တရားနာပြီးအဲဒါတွေစွန့်ပြီးတော့ယဟန္တာဖြစ်သွားတယ်ထားပါတော့အဲ့ကလေးဘာလို့စွန့်ပြစ်ခံရတာလဲမွေးမွေးချင်း ဟိုလူတွေပြောတဲ့စကားအတိုင်းပြောရင်လေအမလေးဒီကလေးမှာဘာအပြစ်ရှိလို့လဲကလေးလေးကအခုမှမွေးကင်းစားလေးဘာအပြစ်ကင်းတဲ့ကလေးကိုဒီအမေကရက်ဆက်တာအဲ့ဒါကလောကအမြင်ဟုတ်တယ်နော်ဓမ္မအမြင်နဲ့ကြည့်လိုက်တော့အဲ့ကလေးသည်ကတ္တပဘုရားရှင်လက်ထက်တုန်းကပဋိဉ္စရာနေုံပြောလိုက်အောင်မလားလူတွေအသက်ကြီးရင်လေနဲ့နဲ့များတယ်နော်ဘုန်းကြီးကလည်း96ရက်ရောက်ပြီ ဒီဟာပြောဟိုဟာရောက်နေတော့ပလင်ဘွားမဆင်းနိုင်ဒုက္ခနော်ကြိုးပြီးတော့ကာထားတာဥမာရှင်မောက်ကလန်နေပြီးတော့ဟိုဘက်ရောက်ကုန်ပြီစတိလာရောက်ကုန်ပြီနော်အဲ့ဒါပဋိစေယပဋိစေယဆိုတော့သူတို့ကိုးကွယ်နေတာယဟန္တာရှင်မြတ်တစ်ပါးရှိတယ် ကန္တပဘုရားရှင်ကတက်တော်ရှိဘုရားဆိုတော့ပြိဋိဘံစံတော့ဓာတ်တော်မပြိုကွဲဘူးအလောင်းတော်လိုက်ကြည့်ရှိတယ်ဒါဆိုရင်ဘုရားစေတီကဘယ်နှစုတဲလို့ရတက်စုပဲအလောင်းတော်လိုက်ကြည့်ထပ်ပဏထားပြီးတဲမှာတက်စုပဲဆိုရွှေစေတီတဲကြဆိုဆိုတဲကြတာထပ်ပဏသွင်းကနီးတော့ရဟန္တာတစ်ပါးကြွလာကြွလာပြီးတော့လိုက်ကြည့်လိုက်တော့မဟုတ်ဦးတစ်ဖက်ကကြမ်းနေရောအဲ့ဒါမေးကြည့်တော့ တိုင်းသူပြည်သားလူအများတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ကြံနေတာတဲ့ဟင်းဒါဆိုငါတကာချီတွားဦးမယ်အတကာတွားပြောမယ်ပေါ့သူတကာပဒိဆရာတွားရောဟိုလဲရောက်ရောရန်တာရှင်မြတ်မျက်လွာလေးချပြီးသွားတာတကာဘာဖြစ်နေလဲသူမကြည့်ဘူးလောကမှာအလိုက်မသိတဲ့နေရာမှာဘုံကြီးနဲ့ကလေးနဲ့ပါတယ်နော်နော် ဟိုဟိုကဘာဖြစ်နေမသိဘူးကိုဖြစ်ချင်တာပဲပြောတာပဲအဲဘုံကြီးလက်ဒီတိုင်းပဲခလေးလက်ဒီတိုင်းပဲနော်အခုလည်းဟိုမကြည့်ဘူးတကာလင်မယားချင်းညာဖြစ်ပြီးစိတ်ဆိုးနေတဲ့အချိန်ဟဲ့ဘုံကြီးကအိမ်ရောက်သွားပြီးတော့တကာကြီးတဲ့တကာကြီးတို့တိုင်းသူပြည်သားတွေတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ဟိုမှာမအူကမပြီးသေးဘူးအခုတပ်ပနာလက်သွင်းကန်နီးနေပြီတကာကြီးတို့ကြိလုတ်တဲ့နော်တဲ့ဆိုတော့ဒီမှာဘာဖြစ်မှန်းမသိကိုရောကလည်းတမအောင်ဆိုပြီးတော့တကာကိုရောကိုဘာပြောလိုက်လဲဆိုတော့ကိုရောဖျားရေထဲမျောလိုက် နော်ဝစီပေဒကိုတော့ဖခင်ရည်တဲ့မျောလိုက်အဲ့မှာမိမအချက်ချင်းဝင်ပြောတယ်တော်ကျမကိုမကျင်တတ်လို့ရိုက်ချင်ရိုက်တယ်ဘာမှမဖြစ်ဘူးပဲအရှင်မြတ်ကြီးမှဘာအဖြစ်ရှိလို့တော်သွားစော်ကားတာလဲအဲ့မှာယောက်ျားလည်းဘာသာရေးသမားဆိုတော့ချက်ချင်းတရိဝင်ပြီးအချက်ချင်းတောင်းမှန်တာအတကားတောင်းမှန်တော့တကားတကားငါပြင်မာတာမဟုတ်လေကိုတော့ဖះရည်ရဲမျောလိုက်ဆိုဒါဖះကိုပြင်မာတာ ဘုရားတောင်းပန်မှရမှာဘယ်လိုတောင်းပန်မလဲရွှေပန်းကန်ကြီးလုတ်ရွှေပန်းကန်ကြီးလုတ်ပြီးတော့ဘုရားအလောင်းတော်ထပ်ပနာသွင်းတဲ့နေ့ပါဘုရားအဲ့အလောင်းတော်နဲ့တခါတည်းဇေတီတည်းလိုက်သွားထပ်ပနာသွင်းပူဇော်ခရော့တောင်းပန်ပေါ့ငါဟုတ်ပြီဆိုပြီးတော့ဆရာတော်ပြောတဲ့အတိုင်းလုပ်မယ်ဆိုပြီးတော့ရက်ကကတ်နေလို့ရွှေပန်းကန်မမိဘူးအသားကြီးကိုတားလေးအဖေမမိလို့ မင်းဝိုင်းကူပါလားဆိုတာကြီးကပြောတယ်ကို့အပြစ်နဲ့ကိုလေးတဲ့ဟဲအဲ့နဲ့တားလက်ကိုကိုညီတော်တားလက်မင်းကူမလားဆိုကျွန်တော်နဲ့ပါဆိုင်လို့လဲတဲ့အဲတားငယ်လေးကိုတားငယ်ဆိုတော့အဖေကျွန်တော်ကူမယ်တဲ့သားသမီး၃ယောက်မှာနော်ဘသူကတိတတ်တယ်အငယ်လေးကတိတတ်တယ်အဲ့ဒါနဲ့ပဲထပ်ပနာတွင်းခဲ့တယ်ပေါ့နော်ထပ်ပနာတွင်းခဲ့တယ် အဲ့ရွှေပန်းကင်လူလို့ရွှေတောင်ပေါက်တာနော်ရွှေတောင်ပေါက်တာဘာလူလို့ရွှေပန်းကင်လူပဲလို့ဒါမဲ့အဲ့ဘုရားမှာရွှေရွှေပန်းကင်လူလို့ရွှေတောင်ပေါက်အဲ့ဘုရားမှာစော်ကားခဲ့တာကကိုတော့ဖရာရေးတယ်မြို့လားကတော့တောင်းမှန်နေသို့တော့လုံးဝတော့လွတ်မသွားဘူးတက်တော့တက်တာတယ်ပေါ့နော်ကတော့တောင်းမှန်လိုက်တော့မတက်တော့လည်းတက်တာလားတက်တာပါဘုရားဒါပေမဲ့ဘဝတရားတည်တည်မွေးပြီးတိုင်းရေမျောတာသူ့အမွေးတဲ့အမေဘယ်အမေဖြစ်ဖြစ်ရေမျောတာဒါဆိုရင် ဒီမအေကိုဒီမိမမလိုချင်းစောတဲ့ကမမွေးပါနဲ့လားမွေးပြီးပါလို့ပြစ်ထုတ်တာနဲ့မိခင်စိတ်မရှိဘူးလို့အပြစ်ပြောစရာမရှိဘူးနော်ဆိုလိုတာကံကံရဲ့အကျိုးကိုသာယုံကြည်ရင် လောကမှာဘယ်သူမှအပြစ်တင်စရာမရှိဘူးအားလုံးဟာသူကံနဲ့သူ ဖြစ်ထိုက်တယ်လို့ဖြစ်နေကြတာကြီးတယ်ပဲနော်ဒေါသထွက်စရာမရှိဘူးလို့ပြောတာနော်အဲ့ဒါအဲ့ဒါနားလဲဖို့အရာအားလုံးဟာလက်ခံနိုင်တဲ့အနေထားရှိတယ် အခုဒီအမေတွေမဟုတ်ဘူးအဲ့ရှေ့က66ရောက်တော့အမေကလည်းသူ့ဆိုမွေးပြီးတဲ့ရေမျောတာပဲဒါမအေးအပြင်းလားခလေးကန်လားလူတွေကတော့ဒီအမြင်နဲ့ဆုံးဖြတ်တော့မွေးကင်းစကလေးမှာဘာအပြစ်ရှိလို့ဒီလိုလုပ်တာလဲဆိုပြောတာအမှန်ဒီမွေးကင်းစကလေးကအခုမရှိပင်နဲ့အတိတ်ကမရှိခဲ့ဘူးလက်ရှိကရှိပါပါဘုရားရှိခဲ့တယ်နော်ရှိခဲ့တယ်အဲ့ဒါကိုနားလဲအောင်မြင်အောင်ကြည့်ရမှာနော်အရာအလုံးမျက်စိမြင်တာလေးနဲ့ဘရတ်ဆိုလှမ်းပြီးတော့အပြစ်တင်လိုက်တာမျိုးသွားမလုပ်နဲ့ တို့ရှေ့ကံဘာပါလာတယ်မသိဘူးနော်ကဲအဲ့ဒါဇတိလဖြစ်သွားတာအဲ့ဇတိလဖရာသူတို့ပဲကြွလာတော့တရားနာပြီးတော့ဟာဒီတရားတွေကိုလူဝင်းနဲ့တော့အပြည့်စုံမကျင့်နိုင်ဘူးဘုန်းကြီးဝင်းနဲ့မှကျင့်လို့ရမှာယဟန်ဝင်းမယ်ယဟန်ဝင်းမယ်လဲဆိုရောအမွေတွေပေးရတော့ဒါကြီးတန်ရွှေတောင်းနေရွှေတထုံးပေါက်ခက်ရော့ပေါက်တူးတောင်းဆိုကန်ထွက်လာဘေးကျွန်တော်ပေါက်လို့မရတန်လက်တော့ပေါက် တောင်းဆိုကန်ထွက်လာတယ်အဖေကျွန်တော်လည်းမရဘူးတန်းငယ်တော့ပေါ့ဤကနေဆိုရွှေတုံးရအဖေကျွန်တော်ရအဲဆိုရင်အဲ့ရွှေတောင်မင်းယူလာရတဲ့အဲ့၃ယောက်ကဟိုတုန်းကကတ္တပဗျာလက်ထက်ကလည်း၃ယောက်ပဲအကြီးကဘာလို့ပေါက်မရလဲဆိုတော့ကိုပြင်းနဲ့ကိုလာအဲသူပဲအလက်ကရောကျွန်တော်လည်းပါဆိုင်လို့လဲအဲ့၂ယောက်လို့မရဘူးနော်အဲဘာပြောချင်တာလဲဆိုမိဘသမီးရဲ့မနဲ့ဆွန်းလောင်းအောင်စောစောလေးထားပါဆိုအမေတို့ကလည်းအဲ့ကောင်းဆုံးရှိတယ်ဘာမှမသိဘူးအဲမှတ်ထားအမွေမရဘူးနော် အမွေမရဘူးတတိထားညင်းတဲ့လူအမွေမရဘူးအဲအဲ့ဒါလေး